မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့ယနေ့ကင်တင်ဆက်မှုအစီအစဉ်ဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးချင်တာကတော့ CDN တက်ကြွကြီးဇော်ရဲအောင်ရေးသားထားပြီး Renew Agency သတင်းဌာနမှာဖော်ပြခဲ့မှုတဲ့ယုံကြည်ရာဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ရှင်ဒီဆောင်းပါးကိုဘာကြောင့်ပြန်လည်တင်ဆက်ရသလဲဆိုရင်2022ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းများစွာစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ပြီးပြည်သူနဲ့အတူယက်တီခဲ့ကြပါဗျ။အဲ့ဒီအချိန်တုန်းကရုံးမတက်တဲ့ရုံထွက်ဆိုပြီးရွေးကြော်ခဲ့ကြတဲ့အတိုင်ဝန်ထမ်းများစွာပြည်သူပဲယက်တီပြီး CDN လုပ်ခဲ့ကြပါဗျ။အခုအချိန်ထိလဲຫນွေဦးတော်လန်ရေးကြီးဆက်လက်တရှိနေတာက CDN ဝန်ထမ်းတွေကြောင့်လို့ပြောရင်လဲမှားမှာမဟုတ်ပါဘူးအဲ့လိုစစ်တပ်ကိုပုံကန်ပြည်သူ့ဘက်ကိုရက်တီခဲ့ကြတဲ့ CDN တွေထဲမှာ အစစ်မပြေမှုတွေကြုံရသူတွေအများကြီးရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်အပေါ်ဘလောက်ခိုင်မာပြီးဒီနေ့အထိယက်တည်နေကြသလဲဆိုတာကိုဒီဆောင်မထဲမှာပြောပြသွားမှာဖြစ်ပါတယ်။ဒီဆောင်မရေးသူကလည်းစစ်တပ်ကိုပုံကန်ပြီးပြည်သူ့ဘက်ယက်တည်ခဲ့တဲ့တက်ကြည်တူရေးသားထားတဲ့ဆောင်မဖြစ်ပါရဲ့ရှင်။ Renew Agency သတင်းဌာနအနေနဲ့တော်လန်ရေးထဲမှာပါဝင်နေတဲ့ CDN တွေအားလုံးကိုအတိအမှတ်ပြုလေးစားတဲ့အနေနဲ့ဒီဆောင်းပါးကိုပြန်လည်တင်ပြလိုက်ရတာပဲဖြစ်ပါရဲ့ရှင်။ဆောင်းပါးရဲ့ပထမဆုံးအဖွင့်စာမျက်နှာမှာ CDN လောက်ခဲ့တဲ့ကျွန်တော်ယုံကြည်ရာတစ်ခုအတွက်တစ်နှစ်ကျော်နှစ်နေနီးပါးရှောက်လာခဲ့တဲ့လမ်းမှာခက်ခဲပါတယ်။ကျွန်တော်အတိအကပြောချင်တဲ့အချက်ကတော့ကိုယုံကြည်လို့ရှောက်တဲ့လမ်းဟာကျန်းရင်ကျန်းတန်းနေလိမ့်မယ်ခက်ခဲရင်ခက်ခဲလိမ့်မယ်ဒါပေမဲ့လဲပြိုမသွားဘူးလို့ဖော်ပြထားပါရဲ့ရှင်။ဒီမှာကတော့စာတီစိတ်မှာ ကျွန်တော်ရွေးခဲ့တဲ့လက်ဟာအယမ်းမောက်နေတယ်ဆိုပေမဲ့အလင်းရောက်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ဟိုအဝေးတနေရာမှာ ရောင်နေတန်းနေတဲ့အလင်းမှမယ်လေးကိုတော့တွေ့နေရပါဗျ။အဲ့ဒီအလင်းရောင်လေးနာကိုရောက်ဖို့ကျွန်တော်စူးစမ်းနေပါတယ်။ယုံကြည်ချက်အပြည့်နဲ့ပေါ့။ အရင်ကျွန်တော် CDN လုပ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချတဲ့အချိန်တုန်းကကျွန်တော်ရဲ့အတွေ့ဟာဒီတော်လည်းနိုင်မယ်ဆိုတာသိတယ်ခက်ခဲမယ်လို့မတွေးခဲ့ဘူးကိုဒီလိုအတွေ့နဲ့ကျွန်တော်ဟာအကြံဖတ်စစ်တဲ့အရေးကနေထွက်လာခဲ့ပြီးပြည်သူဘက်ကိုယက်တီခဲ့ပါတယ်လွယ်လွယ်လေးတွေးခဲ့တဲ့ကျွန်တော်ပေါ့ပြည်သူဘက်ကိုယက်တီလာတဲ့အချိန်မှာလဲကျွန်တော်ဘာလုပ်ရမလဲဆိုတာမသိခဲ့ဘူးပြည်သူတွေနဲ့ချိတ်ဆက်ပြီးကိုဒီတော်လန်ရေးအတွက်ဘာလို့ပေးနိုင်တယ်ဆိုတာလည်းမသိခဲ့ပါဘူး ျွန်တော်ကိုကျွန်တော်အကြံဖတ်စစ်တပ်ကနေထွက်လာတာနဲ့တာဝန်ကျေနေပြီလို့ပဲထင်ခဲ့တာပါဒီလိုနဲ့စစ်တပ်ထဲကနေကျွန်တော်ထွက်လာတော့တောင်ကြီးမြို့ရဲ့ရွာလေးတီရွာမှာတငယ်ချင်းတယောက်ရဲ့အကူအညီနဲ့ခြံအလုပ်လုပ်ရင်းတင်းရှောင်နေခဲ့တဲ့မြို့နယ်လေအလံဝေလုံတော့မိမရပါဘူးဆိုလာလေးနဲ့ဖုံးအားသွင်းရပါတယ်မနက်ထထမင်းစားပြီးပြီဆိုတာနဲ့ခြံထဲမှာရှိတဲ့မြက်တွေပေါက်ရပါတယ်ထော်ဘက်အပင်တထောင်ရှိတဲ့ခြံဆိုတော့တော်တော်လေးကျဲပါတယ်အလုပ်သမားကတော့ကျွန်တော်အပါဝင်၃ယောက်ပါ ျွန်တော်တို့နေရတဲ့တဲလေးဆိုရင်မိုးကလည်းပတ်ထားတော့လေမလုံးတလို့မိုးလည်းမလုံးပါဘူး။ဒါပေမဲ့လေမလုံးမိုးမလုံးတဲ့တဲလေးမှာနေရင်ယုံကြည်ရာတစ်ခုအတွက်ကျွန်တော်ရှောက်နေရတဲ့ခြေလမ်းတိုင်းဟာပျော်ရှင်စရာတွေနဲ့ပီတိဖြစ်ခဲ့ရတယ်။အဲ့ဒီလိုနဲ့တနေ့တနေ့မျက်ပေါက်လိုက်မျက်ပြတ်လိုက်လှုပ်လာရတာကနေတောင်ကြီးမြို့ရဲ့ရွာလေးတရွာမှာ6လကျော်9လနေပါကြာခဲ့ပါဗျ။ နောက်တော့ channel မှာနေဖို့အခက်အခဲလေးတွေရှိလာတာနဲ့တောင်ကြီးမြို့ပေါ်က UG အဖွဲတစ်ခုမှာနှစ်လလောက်သွားနေခဲ့ရပါတယ်။အဲ့ဒီအချိန်ကကျွန်တော်အမေကလည်းလေးဖြန်းထားတော့ကျမရေကတိတ်မကောင်းဘူး။အမေကို ထောက်ပံ့ဖို့မပြောနဲ့ကျွန်တော်မှဝင်ငွေတောင်မရှိပါဘူး။နောက်တော့ကျွန်တော်ဘာဖြစ်ဖြစ်ဆိုပြီးအလို့တစ်ခုကိုလုပ်ဖို့ရန်ကုန်ကိုတက်လာခဲ့ပါတယ်။ရန်ကုန်မှာကျွန်တော်တို့ဘာအထောက်ထားမှမရှိတဲ့စစ်သား CDN တယောက်အတွက်အလို့ရဖို့တော်တော်ခက်ခဲခဲ့ပါတယ်။ ပဆက်တထောင်ပဲလက်ထဲမှာရှိတဲ့နေတွေဆိုရင်ဒီနေ့ဘလို့ထင်မင်းစားရမလဲဆိုပြီးတွေးနေရတယ်။တငယ်ချင်းတယောက်ကသူ့စီပဆက်လာယူဖို့ပြောတာတောင်လက်ထဲမှာ200ပဲရှိလို့လုံကျော်ရေးဝန်ထမ်းတဦးကတရားချေပြီးတွားခဲ့ရတယ်။တခါကဆိုပဆက်သွားယူတဲ့လူကိုမတွေ့လို့စူးလေကနေရှစ်မိုင်အထိလမ်းလျှောက်ခဲ့ရတယ်။နောက်တော့ရရအလုံးလုံးမယ်လို့ဆုံးဖြတ်ပြီးအကင်းနဲ့ရေတံမှုတွေ့ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်မှာ အလုတ်ရခဲ့ပါတယ်အလုတ်သမားကတော့ကျွန်တော်အပါဝင်၂ယောက်ပါတယောက်ကညနေအကင်ရောင်းဖို့အတွက်လုံနေရတယ်ဆိုရင်တယောက်ကမှားသမျှရေဘူးတွေကိုပို့ပေးရပါတယ်တခါတလေများမိပြက်ပြီးဆိုရင်ရှစ်လွာရှိတဲ့တိုက်ပေါ်ကိုခြေချင်းသွားပို့ပေးရပါတယ်မကြပါဘူးလေးရမြောင်းနေမှာကျွန်တော်ဖျားတော့တာပဲအဲ့လိုနဲ့အဲ့ဒီအလုတ်ကနေထွက်ခွဲရပြန်တယ်ကန်ကောင်းတာတကူကငှားထားတဲ့အခန်းလေးပြန်မအပ်ရသေးတာပဲမဟုတ်ရင်ကျွန်တော်အခန်းငါဖို့ပတ်စံမရှိတာနဲ့လမ်းပေးအိပ်ရင်အိပ်နေရအောင်ပါ နောက်တော့စစ်တပ်ထဲကထွက်လာတဲ့ကျွန်တော်ကကျွန်တော်နဲ့အဆင်ပြေတဲ့အလုပ်လေးကိုရခဲ့ပါတယ်။ဘာအလုပ်လုပ်လဲဆိုတော့ security လို့ခေါ်တဲ့လုံခြုံရေးအလုပ်ပါပဲ။အစံခန့်ကာလ3လအတွင်းမှာတစ်လကိုနေစားနေ9000လောက်ရခဲ့ပါတယ်။ထမင်းကတော့တစ်နေ့ကိုနှစ်နက်စားရပါတယ်။အရင်ကလိုတစ်နေ့စားရဖို့ဘသူစီကနေပတ်ဆက်ချေးရမလဲဆိုတဲ့အတွေ့တော့မတွေ့ရတော့ဘူးပေါ့ဗျာ။အလုံးမှာကျွန်တော်ကညာဆိုင်ဆင်ရပါတယ်မနဲ့ပြန်လာပြီဆိုမှအဆောင်မှာအိတ်ရတာပါ တလားလောက်လို့ပြီးတော့ကျွန်တော်ကိုတောင်ကြီးမှာသွားပြီးတာဝန်ထမ်းဆောင်မှုပြောလာပါတယ်။တခုကောင်းတာကလာစာတလားကိုနေဝေးစေး3000ပို့ရတာပါပဲ။ဒီလိုနဲ့တောင်ကြီးမြို့တောင်သုံးလုံးအချင်းထောင်ရဲ့ဘေးကအရက်ထုတ်တဲ့စက်ရုံမှာသွားပြီးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အရက်စက်ရုံမှာတလားပဲလှုပ်လှက်ရပါတယ်။လာစာတိုးတော့မယ့်အချိန်လေးမှာအကြီးအကဲကစစ်တပ်လိုအုပ်ချုပ်နေတာဆိုတော့အထက်အောက်ပြည်တနာတွေဖြစ်ပြီးတဆိုင်လုံးအလုပ်ဖြုတ်ခံလဲရပါတယ်။ ဒီလိုနဲ့အလုံးမရှိတော့တဲ့ကျင်တော်ဟာရန်ကုန်ကို ပြန်လာပြီးတောင့်တနေပြန်ပါတယ်အလုံးထုတ်ခံလိုက်ရတဲ့လူတွေပေါင်းပြီးကျွန်တော်အပါဝင်9ယောက်လှိုင်းတရားမှာအဆောင်လေးငှားပြီးနေပါတယ်လစာလေးထုတ်ထားတာရှိတော့တလား2လလောက်နေလို့ရပေမယ်နောက်လာတွေငတ်မှာဆိုလို့အလုံးရှာရပြန်တယ်လှိုင်းတရားမှာရှိတဲ့စိတ်ယုံတိုင်းကိုအလုံးလျှောက်ကြည့်ခဲ့တယ်ဆိုပေမဲ့တယောက်မှအလုံးမရခဲ့ပါဘူး2လပြည့်တော့တခြားသူတွေက သူ့အိမ်သူပြန်သွားကြပါတယ် ကျွန်တော်နဲ့တယောက်ပဲကြံခဲ့တယ်ဒီလိုနဲ့လကုံကနီအဆောင်လာကပေးရမယ်ဆိုတော့လက်ထဲမှာမရှိတာနဲ့နှစ်ယောက်သားဆန်အိတ်သွားထမ်းရပြန်ပါတယ်ကျွန်တော်အနေနဲ့ဆန်အိတ်ထမ်းနိုင်တယ်ဆိုပေမဲ့နေကလည်းပူချွေးကလည်းထွက်နေတော့အချိန်ကြာလာတာနဲ့အများပခုံးတွေပွန်လက်တွေပွန်ပြီးဆက်ထမ်းဖို့ကိုတော်တော်ခက်ခဲခဲ့ပါတယ်တရက်လုံးမလုပ်ရင်လောက်ခမရဘူးဆိုတဲ့အတွက်ကြောင့်သာတရက်လုံးကိုချိန်မိလုပ်ခဲ့ရပါတယ်နောက်တော့ကျွန်တော်ရန်ကုန်မှာဆက်နေဖို့မဖြစ်နိုင်တော့တာနဲ့ ထိုင်းမှာရှိတဲ့တငယ်ချင်းတွေကိုအကူအညီတောင်းပြီးထိုင်းကိုသွားဖို့ဆုံးဖြတ်ချင်းချခဲ့ပါတယ်။အိမ်ကအမေအနေနဲ့ငါသားအဆင်ပြေရင်ပြီးရောဆိုပြီးသွားဖို့လာဖို့စရိတ်တွေကိုအတီတယောက်စီကနေခြေပေးလိုက်ပါတယ်။2022ခုနှစ်12လပိုင်းကတော့အိမ်ကအကျွေးတွေကိုကျွန်တော်ဆက်နိုင်ခဲ့ပါပြီ။ဒီလိုဆက်နိုင်ခဲ့တဲ့ဟာကလည်းကျွန်တော်တယောက်ထဲစားတော့မဟုတ်ပါဘူး။ကျွန်တော်တငယ်ချင်းရေခဲနဲ့ချမ်းကြောင်လေးပါတယ်လို့ကျွန်တော်ရဲ့ကိုကြီးကိုထက်မြင့်နဲ့မဆုတစ်တို့ကြောင်လေးပါပါတယ် အခုဆိုကျွန်တော်ယုံကြည်လို့ရှောက်ခဲ့တယ်။ပေါင်မိုက်နေတဲ့လမ်းဟာရောင်ဒီကိုမြင်ရဖို့တော်တော်လေးနှီးစံနေခဲ့ပါပြီ။တရက်3လ2021မှာ CDL လုပ်ခဲ့တဲ့ကျွန်တော်ယုံကြည်ရာတစ်ခုအတွက်တနစ်ကျော်နှစ်နေနေပါလောက်ရှောက်လာခဲ့တဲ့လမ်းမှာခက်ခဲခဲ့ပါတယ်။ကျွန်တော်အတိတ်ကပြောချင်တဲ့အချက်ကတော့ကိုယုံကြည်လို့ရှောက်တဲ့လမ်းဟာကြဲရင်ကြံတန်းနေလိမ့်မယ်။ခက်ခဲရင်ခက်ခဲလိမ့်မယ်။ဒါပေမဲ့လဲပြိုမသွားဘူးဆိုတာအာမခံရပါတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့ Renew Agency သတင်းဌာန website မှာ2023ခုနှစ် April 22ရက်နေ့ကဖော်ပြထားတဲ့ CDN တက်ချက်ကြီးစော်ရဲအောင်ရေးသားထားတဲ့ယုံကြည်ရဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ CDN တက်ချက်ကြီးစော်ရဲအောင်ရဲ့ကိုတွေ့ကြုံတွေ့ခဲ့ရတာတွေကိုရေးထားတာပဲဖြစ်ပါတယ်။ CDN တိုင်းမှာတော့အခက်အခဲတွေအကြက်တဲတွေရှိမှာပါ။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှကီတူမြစ်တာလဲရတော်လိုင်းရဲ့ဘက်မှာလည်းရှိနေတဲ့အတွက်အဆင်ပြေသွားတာ ြည်လည်သွားတာတွေလည်းရှိပါလိမ့်မယ်။တေချာတာတစ်ခုကတော့ CDN တက်ချက်ကြီးစော်ရဲအောင်ပြောထားသလိုပြိုလဲမသွားဘူးဆိုတာပါပဲ။လွတ်လပ်တဲ့ Renew အကျင့်စီသတင်းဌာနကနေထူခြားသတင်းတွေနဲ့ပြည်သူတွေတည်တင်းတိထိုက်တဲ့စာပါတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းစွမ်းမော်ကောင်းတောင်းလိုက်ရပါတယ်ရှင်။